ါဒါလေးကြိုင်ထားလိုက်ပါမယ်နော်အဲ့ဒါကျွန်တော်ဘောလုံးပွဲအဲ့မှာကြည့်နေတာတော့ကိုယ်ကဘောလုံးပွဲမကြည့်အောင်ဒါဟုတ်ခါစိတ်မှာမဲတဲကြီးမဲကြီးဖတ်ပြီးတော့မှဘာဖြစ်လို့လဲဆိုတော့ MSP ဒီလိုဝတ်တဲ့ဘူဇလန်းဆိုတာကိုတို့ကတော့ကျွန်တော်တို့ရုပ်ရှင်လောကမှာရှိခဲ့ဘူးပါလေဒါပေမဲ့လို့တိတ်ပြီးတော့ဟိုဒီဘက်ခင်မှာပြန်ပြီးတော့ဟိုနေ့ဖြစ်မယ်ဒီကန်ဆက်ကန်ဟာအဲ့လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပြုတ်ဝတ်တဲ့ဘူဇလန်းမျိုးစားဖြစ်တဲ့အတွက်ကြောင့် တော်တို့ဒီပင်လင်းစလန်းကိုစပြီးတော့ဖတ်တဲ့အချိန်ခါမှာကြကုတ်ကြကဲပေါ့နော်ခက်ခက်ခဲခဲနဲ့ကျွန်တော်တို့ဘောင်းဆိုအချို့အရည်ဆိုကိုပါတဲ့အပိုင်းလောက်ကလေးပဲကိုဖတ်ပြီးတော့ကိုယ့်ရဲ့ character လေးကဘာလဲဆိုပြီးတော့ကိုကဟိုလောက်ရတယ်ပေါ့နော်စူးစမ်းရတယ်ပေါ့ဒါမှမဟုတ်ဒီစကားမှာတော့ဒီဇလန်းတို့ကြီးမှာတော့ကျွန်တော်တို့ကကျွန်တော်တို့အကြောင်းပဲဖတ်လို့မရတော့ဘူးဇလန်းလုံးကိုကျွန်တော်ခြုံငုံအောင်ကျွန်တော်ဖတ်ရတဲ့အတွက်ကြောင့်ဒီကျွန်တော်တို့ပေးထားတဲ့ဇလန်းတွေ script ဆောက်ကြီးအထူကြီးပေါ့နော်နှစ်အုပ်ကိုကျွန်တော်တို့တစ်ပတ်လောက်ဖတ်ဖတ်ယူရပါတယ် မင်းသမီးတော့ဘလောက်ဖတ်တယ်လို့မသိဘူးကျွန်တော်တို့တပတ်လောက်ဖတ်လိုက်ရတယ်တေချာပေါ့ငါရှိမှာပါရှိတယ်လေဘာလို့ဇလန်တော်ထဲမှာသူနဲ့ကျွန်တော်နဲ့ကဟိုတူကြီးဖြစ်သရုပ်ဆောင်ရတယ်ပြီးတော့အချိတ်အဆက်တွေကျွန်တော်နဲ့သူနဲ့ရှိတယ်ဆိုတော့အဲသူနဲ့ကိုနဲ့ဘာတွေဖြစ်မှာလဲနောက်တော့ဒီဖြစ်လူတွေနဲ့ဘာဖြစ်တယ်လဲဆိုတာကျွန်တော်ခုနှစ်လောက်ဖတ်ယူရပါတယ်အော်ဒီဇက်ကိုစရတဲ့အချိန်မှာပထမဆုံးအခန်းစဉ်ဖတ်တယ်အခန်းစဉ်ဖတ်ပြီးလို့ရှိရင်ဇက်အရှိကိုပေါ့နော်အကုန်လုံးဖတ်ခဲ့တာဖတ်တာအော်နှစ်ရက် နှစ်ရက်နှစ်ရက်လောက်ပဲကြာခဲ့တယ်။ဘာဖြစ်လဲဆိုတော့အိုးကဒီကားမှာမစုံတဲ့ဆင်းမရှိဘူး။ပြီးတော့ဒီဇက်ကစိတ်ဝင်စားဖို့ကောင်းတယ်။သူတို့စုံတာမစုံတာဒါအိုးစီကိုဇက်ရောက်တဲ့အချိန်မှာဒီလင်းသစင်ဆိုတဲ့ character အိုးစီရောက်လာတဲ့အချိန်မှာအော်ပရိတ်သတ်တယောက်အနေနဲ့အရင်ဆုံးဒီဇက်ကိုတမိဖတ်ဟိုဖတ်ခဲ့တယ်။ဖတ်တဲ့အချိန်မှာလည်းဒီယာကလင်းသစင်ဆိုတဲ့ character ကိုခွဲခြားပြီးဖတ်လို့ရတဲ့ character မျိုးမဟုတ်ဘဲနဲ့ဒီတစ်စလုံးကိုပရိတ်သတ်တယောက်အနေနဲ့ဖတ်တဲ့အချိန်မှာဒီကားဒီယာပြီးရင်နောက်တော့နောက်ကဘာလာမှာလဲဒါပြီးရောနောက်ကဘာဆက်ဖြစ်မှာလဲဘာဆက်ဖြစ်မှာလဲဆိုအဲ့လိုမျိုးကစိတ်ဝင်စားနေဖတ်တာ ညမအိပ်ဘူးအဲ့လိုညမအိပ်ပဲနဲ့တတိဖတ်ခဲ့တာဖတ်ခဲ့တော့ကိုကိုရိုင်းရံလည်းဒီဇက်ကိုဟိုကိုရိုက်ကူရတာတဲ့ဒီဇက်ကိုပြိတ္တတယောက်အနေနဲ့ဖတ်တဲ့အချိန်မှာအရန်ကြိုက်တယ်ချက်ချင်းကိုပြီးအောင်ကိုဖတ်ခဲ့တဲ့အတွက်ဒီဇက်ကိုပုံဖော်ရတဲ့အချိန်မှာလည်းကိုလေးလေးနက်နက်ကိုအော်ပုံဖော်ခဲ့တယ်လင်းသစရာကြာလည်းအကုန်လုံးနဲ့ connection မိတာဟိုဒီဇက်မှာတမိမစုံနဲ့လူတယောက်မှမရှိဘူးနောက်ဆုံးတဆင်းနဆင်းပါတဲ့လူကစားအော်အကုန်လုံးကိုစုံခဲ့တယ်ပေါ့နော်အဲ့တော့ဒီဇက်မှာတော့တော်တော်လေးတော့ကြိုးစားထားတော်တော်လေးကိုလက်ခံရတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကျွန်တော်ရဲ့တသက်တာမှာပေါ့နော်ကျွန်တော်တို့ တိုက်ခဲ့ရတဲ့ဇာကားတွေအများသောအပြင်ကျွန်တော်တို့ကဟာတာကိုပဲစောင်းပေးတဲ့ကားတွေဗီဒီယိုခစ်တွန်းလည်းအဲ့လိုပဲဟာတာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေမင်းသားတွေကအစားကျွန်တော်တို့တွဲခဲ့ကြဆိုကိုလွန်မိုးတို့နဲ့ဒီလိုကြီးစရာကားတွေပဲအများကြီးရပြီးတော့ပြည်သက်ကိုကျွန်တော်တို့ကဒီဟာတာရတာကိုပဲပေးစွမ်းခဲ့ရတာများတယ်ပေါ့နော်အဲ့တော့တခါတလေမှာကိုကဒီလိုမျိုးဇလံမျိုးတွေမှာကြာတော့တိကျဆောင်တာကိုကအချင်းပါနေတယ်ကိုရဲ့ခေါရိုးကျိုးနေတဲ့ဒီဟိုဟာကြီးကိုတော်တော်ကိုဖြောက်ယူရတာလည်းဒရိုက်တာရဲ့ဂိုင်တွေဟုပေါ့နော်အဲဒီထွန်းထက်အာကာဘူကတော်ပါတယ်တော်တော်လေးကိုဘောင်းတော့ ကျွန်တော်တို့ကလည်းသူအကုန်ဖွင့်ပေးထားတယ်အဲဒါနော်ညီလေးတူလေးပေါ့ငါတူဦးရိုင်းတို့ဘာမှဟိုဘယ်လိုခေါ်မလဲဟာသူတို့ကတော့တကယ် old school တွေပဲဆိုပြီးတော့အာမနာနဲ့ပြောစရာရှိတာတက်ပြတ်သားသားတာမကြမ်းပြက်ဘူးအဲ့ဒါဒါလူသေးလူသေးတွေအပြတ်တာပြောဆိုပြီးတော့ကိုလည်းသူပုံအပ်ထားလိုက်တာဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာကျွန်တော်ကဥချိမြိုင်ဆိုတဲ့အဲဇက်ကောင်နာမည်ပေါ့နော်ကာရိုက်တာကဘာလဲဆိုရှင်ရဲဝင်နှောင်းပေါ့ရဲအရာရှိဟောင်းပင်စင်စားကြီးပေါ့ဒါမဲ့လို့ကျွန်တော်လက်ထက်မှာကျွန်တော် တော်တော်ဇောင်းထက်ခဲ့တဲ့ပင်စင်စားကြီးပေါ့ကျွန်တော်တို့အဲ့လိုမျိုးကရက်တာမျိုးပေးထားပြီးတော့သူကဘာလို့ဆိုလို့ရှိရင်အဲယူဝသသားနဲ့အမှန်တရားကိုပဲဟိုမျက်နှိုးတဲ့လူတစ်ယောက်ပေါ့နော်အဲအဲ့လိုမျိုးကရက်တာမျိုးနဲ့ကျွန်တော်တို့သူတို့ကဇာတ်ရုပ်ပေးထားပြီးတော့ဟိုကြီးစရာမောစရာတွေအချို့ဟာလေးဆိုရင်ဒီလိုပေါ့တဘာဘာကြကြကြီးရတယ်ဆိုတော့လေတဘာဘာကြတဲ့ခါကျရင်ကြီးရတာပြုံးသွားတာရှိပါတယ်။ဒါမှလို့အဲ့ဒါဟောက်ကိုရိုက်တာကကျွန်တော်တို့နည်းနည်းလေးမှအဲ့ဘက်ကိုရောက်သွားမှဟိုအရောက်မခံတာပေါ့နော်။အဲ့တော့ခက်တီတီပဲပြောရင်သူ့အတူသဘောကျလို့ပြေးသက်ရည်ရည်လိမ့်မယ်။ ကိုကတော့ဒီလိုရည်စရာရုပ်နဲ့ပြောပြီးတော့မလုပ်ပါနဲ့ဆိုပြီးတော့အဲ့လိုကိုကွန်ဆာမျိုးနဲ့ကိုကျွန်တော်တို့ဇက်ကကို့ဒီလိုထိမ့်မိထားတဲ့ခါကျတော့ကိုလည်းလည်းကြိုက်တယ်တခါမှကိုဒါမျိုးလုပ်ဘူးတဲ့ခါကျတော့လေဖိုင်ရင်ဖိုင်ရင်ဖိုင်ရင်ဖိုင်သူပြောသလိုပဲဟိုဘယ်လိုကောင်းလဲဆိုရင်ရင်တော်မှနည်းနည်းသိရမှာဟာဘာဒါပြီးရင်ငါဘာဆက်ပြီးတော့ဘယ်နာဒီဘလိုဖြစ်သွားမှာလဲဆိုကိုကိုနိုင်ကိုစိတ်ဝင်စားလာတယ်အဲ့တော့ကြောင့်သူပြောသလိုပဲညောက်သူဖတ်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 တခါကျလို့ရင်ဟိုဘောလုံးကတော့မကြည့်ဖြစ်တော့ဘူးအေးဘောလုံးကတော့အကြည့်နေတာတော့ကိုမကြည့်အောင်ဆက် ဟိုဘာလို့ကနေပလတ်ဆာဘလုံးဝဲလာတာကိုသူကမန်ယူလည်းတအားကြည့်နေတာဆိုတော့ကိုကပြောနေနေနေပြ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 အကြီးလှုပ်သွားတယ်ဟုတ်ပါဘူးအောက်ကျုပ်ကျသွားလို့ဟာဒါလေးကင်ထားလိုက်ပါမယ်နော်အဲ့တော့ကျွန်တော်ဘလုံးဝဲအဲ့မှာကြည့်နေတာတော့ကိုကဘလုံးဝဲမကြည့်အောင်ဒါဟုတ်ခါစိတ်မှာမဲတဲကြီးမဲကြီးဖတ်ပြီးတော့မှဘာဖြစ်လို့လဲဆိုတော့ကိုကဒီသူနဲ့ကိုနဲ့အပေးယူရပါရှိမလဲပြီးနောက်ဇက်ကောင်တော်ဖြစ်တဲ့နောက်တယောက်ဖြစ်မယ်ပေါ့ဥပမာထားတော့ကိုမင်းသူပေါ့ ကျွန်တော်ကွန်မင်းသူကသူကဟိုတကယ်ဟိုဘယ်လိုပြောလဲ official ရဲအရာရှိသူကအဲသူကတကယ်တကယ်ဟို in service ရဲအရာရှိဆိုတော့သူနဲ့ကိုနဲ့ကတရက်ကတည်းကနေပြီးတော့ဘာဖြစ်ကြမလဲအဲ့ဒါလေးကိုကလိုက်ကြည့်ရတော့ဗောနော်နောက်သူ့ကိုငါ short ပေးရမှာလားကိုကဟိုအောက်ကနေနေပေးလိုက်ရမှာလားအထက်စီးနဲ့ပြောရမှာစပြီးဒါရီရှိရအပေးယူရရှိတဲ့ခါကျတော့ပျောက်တဲ့ကွက်ပြီးဖတ်နေလို့မရတော့သူကဖိုင်းမိုင်နေကိုကဇက်နောက်ကိုတော့ပါသွားတယ်ညာ ဒါပေမဲ့ဒီဇယ်လန်းကိုကျွန်တော်ကအဲသိရတာလေဒီခနပလတ်ကကျွန်တော်လာမကန်းလန်းငယ်မှာဒီအရင်ကအဲဟိုတောင်ထမ်းတောင်သွားကြတဲ့ညီလေးရှိတယ်ကျွန်တော်နဲ့တရားတော်ပေါ့တပေါ့ရဲ့တုန်းကကိုအောင်ရောက်ဆိုလို့ရှိရင် तू ကဘာဘာနဲ့လိုက်တယ်ဘာလို့လို့ရှိရင် तू ကရီတော့ရီရပင်မယ်လို့မျက်နှာမျက်နှာညီမျက်နှာထားအောင်ပေါ့နော်ဟုတ်လားအဲ့လိုပေါ့ဟို तू ကတော့ပြောတာကိုဘယ်လိုပြောရမလဲယူသားတဲ့အမှန်တရားကိုမျက်နှိုးပြီးတော့ယူသားတဲ့မျက်နှာပေါက်မျိုး အမျက်လုံးထဲမှာကြည့်လို့ရှိရင်ဒီလူကဘလုံးမကလင်ကတိလောက်တဲ့လူမဟုတ်ဘူးပေါ့နော်သူမျိုးတော့ပမောက်ပဲကျွန်တော်တွေ့တယ်ဘာညာဆိုကိုယ်ပြောထားတော့ကိုယ်လည်းစိတ်ဝင်စားနေတယ်ဆိုကြားနေတယ်။ဒါနဲ့နေနေကြာကြီးနေမှာဒီဇာကဒီလိုကြောက်တော့မှဖတ်လိုက်တော့မှဩသူတို့ပြောတယ်ဥချင်းမြန်ကျတာဒါငါပဲဆိုပြီးတော့အဲ့မှာကိုယ်ကစိတ်ကတအားကိုဝင်စားသွားပြီးဖတ်တာတပတ်တပတ်ပြစ်သွားတာပဲ။ဒါနဲ့တော့တကယ်ကောင်းနေတာဟိုဘယ်လိုကောင်းမလို့ကျွန်တော်တို့ရိုက်တဲ့တေးဥဆောင်နေကိုနိုင်ကိုကစိတ်ဝင်စားနေရတဲ့ကားဖြစ်တဲ့ခါကျတော့ ဇလန်းရဲ့ဟလာအတက်ကြတွေရောအနေမြင့်တွေရောတေကီရရဲ့ပံမိုးမှုတွေရောရိုက်တာရဲ့ကင်တွယ်ကုန်တွေရောတေယုဆောင်တွေစူးစမ်းအထုတ်မှုတွေပေါင်းလိုက်တဲ့ခါကျပြည်သက်ကအဖြည်းဖြည်းဖြည်းနဲ့အစအနေအဆုံးတော့တေချာပေါက်လူကမဲ့စိတ်ဝင်စားစရာကောင်းမဲ့အဲတဲထိတ်ရေဖို့ဇလန်းတစ်ပုတ်ပဲအဲဒီကန်ဆက်ကန်ရတော့နော် ောကဒီဇက်ထဲမှာဆိုအများနဲ့တယောက်လို့ပြောလို့ရမယ်ပေါ့နော်။ဘာလို့လဲဆိုတော့အိုးဟိုလူကြီးတွေရောကိုယ့်ရဲ့ဦးလေးအရင်ဖြစ်တဲ့ဦးလေးရောပြီးရင်ဦးမင်းသူတို့ရဲရဲရာရှိတွေရောအကုန်လုံးရောစိတ်ခံစားချက်နဲ့အလုံးမလုံးနဲ့လို့ပြောကြရတယ်။အိုးကစိတ်ခံစားချက်ကိုရင်ထဲမှာထားပြီးတော့ပေါ့နော်ဒီလုပ်တယ်ကိုလုပ်တယ်လို့ထင်တာ။တခါကြီးကျရင်ဖြစ်တင်တာဖြစ်တိုက်တာတဲ့ကိုယ့်ရဲ့စိတ်ခံစားချက်နောက်ကိုလိုက်ရတဲ့အခြေအနေလည်းရှိရေပေါ့နော်လူကြီးတွေကြာရှေးဥဆွဲတွေအဲ့လိုအဲ့လိုကိုယ့်ရဲ့ဦးလေးကိုရိုင်းကလည်းရှေးဥဆွဲဆိုတော့သူတို့ရဲ့ရှေးဥဆွဲတွေကိုချွတ်ပေးလို့မရဘူး ခါကျရင်ဒါမှန်ပါတယ်ဒါလောက်ပါဆိုသူတို့မနေ့ကိုတိုက်ယူပြောယူရတယ်ပေါ့နော်အဲ့တော့အကောင်လုံးကလည်းလင်းဘေးဖယ်နေအဲ့လင်းသစင်ဘေးဖယ်နေဒါဒီလိုဒီလိုလုံးရမယ်ဆိုကိုကလည်းမရအောင်တစွတ်ထိုးလေမိန်းကလေးလေးဖြစ်တယ်ပြီးတော့သူ့ရဲ့ character လေးရဲမေဖြစ်တဲ့အတွက်တော်တခုဆိုဆက်စုမယ်သူလှုပ်ချင်တာဆိုမလှုပ်နိုင်တော့ဆိုလှုပ်ပြီးသွားတယ် မကင်နဲ့ဆိုကင်ပြီးသွားပြီမတော်နဲ့တော့ဆိုရောက်သွားပြီအဲအဲ့လိုမျိုးတွေပေါ့နော်အများနဲ့တယောက် character လေးဖြစ်ခဲ့တယ်အဲ့လိုအကောင်လုံးတားရဲချားတွေကလှုပ်ချင်တာလှုပ်တယ်ပြီးရင် तू ကကျသူ့မှာစိတ်ခံစားချက်လေးကရှိတယ်ဘာကြောင့်စိတ်ခံစားချက်ဆို तू ကဒီအလုပ်တွေကိုစူးစမ်းလောက်ကင်နေတဲ့အချိန်မှာဟို तू မိသားစုကိုလင်းဟင်းခဲ့တာရှိတယ်မိသားစုကိုလင်းဟင်းတဲ့အချိန်မှာ तू သမီးလေးကအသက်ခံလိုက်ရတယ်ငါဒီဘက်ကိုအလုံးလုံးနေတဲ့အချိန်မှာငါသမီးလေးတည်သွားရတယ်အဲ့တော့ငါအတော့မကြလို့ဆိုပြီးတော့ကျန်တဲ့အမှုတွေကလေးအမှုတွေကလေး သမ ्या ငါသမီးလေးလို့မြန်ဖြစ်မလားငါသမီးကိုတတ်တဲ့လူတွေမြန်ဖြစ်မလားဆိုစိတ်နဲ့ရှာတာရှာတဲ့အချိန်မှာအလုံးပုံမှာပေါ့နော်ဒါကတော့ personal နဲ့အလုံးနဲ့ကိုပေါင်းသွားလို့ရှိရင်အလုံးပုံမှာ side effect တွေဖြစ်လာပြီဖြစ်လာတဲ့အချိန်မှာတောင်ဝင်ကနေရဆိုင်ခံလိုက်ရတာပေါ့နော်နော်လေးလေးနဲ့ဒါဦးလေးဆိုလေးလေးနဲ့ရကြတော့ဒီဘက်မှာကြာရင်မိသားစုအိမ်ပြန်လာတဲ့လင်းသမီးတောင်အလုံးနဲ့နော် တယ်ပြီးတော့ခုမှကြာလူကတယောက်တည်းရုံးကန်နေလို့လည်းမရဘူးကိုယ့်ရဲ့အပေါင်းဖော်ဆိုရလို့တယ်အပေါင်းဖော်ဆိုကိုထုံကြီးကိုဂျိုကာကိုဂျိုကာနဲ့ဆိုသွားပြီကိုဂျိုကာကလည်းကိုစပိုတင်ကိုဟိုကသူ့ကိုထုံကြီးလင်းထားတိတ်ချင်နေဆိုရင်ကိုဂျိုကာအကုန်ရှာပြီးသားလင်းထားလုတ်ချင်နေဆိုသူကအကုန်လုတ်ပေးပြီးသားပေါ့နော်အဲ့လိုမျိုးဆိုတော့ကိုဂျိုကာနဲ့ကတော့ဟိုကတစ်ဖက်မှာအေးဆေးပဲလာလင်းသွားမယ်လားကိုထုံကြီးသွားမယ်ဆိုရဲဟာမျိုးပေါ့နော်ဘေးကလူကြီးရဲ့ဘလောက်တတာလူငယ်တွေကလုတ်ချင်ရလုတ်ကြတာဒါသဘာဝပဲပေါ့နော်အဲ့ကိုထုံကြီးနဲ့နှစ်ယောက်ပေါင်းပြီးတော့အတူတူစိုးခဲ့ကြပါလေစိုးခဲ့ စုံစမ်းထောက်လန်းတဲ့အလုပ်ကိုသူကဝါသနာရှိပြီးတော့ဒါမှမဟုတ်သူလုပ်လိုက်လို့ရှိရင်တခုခုတော့ဟိုရက်ကြော်ကြော်ဖြစ်ဖြစ်သွားတဲ့ဟာမျိုးကလည်းရှိတော့အမေဒေါ်ကုန်းမုံကိုနိုင်ကိုကဟလာသူ့ကိုသိပ်ပြီးတော့နေပောက်ကဲသိပ်လောက်တာပဲဆိုတဲ့ဟာမျိုးသူ့ကာရက်တာလည်းအဲ့လိုမျိုးဆိုအဲ့အဲ့ဒါနဲ့ဒီလင်းရယ်ကျွန်တော်ရယ်အထုံကြီးရယ်သွားကအမှကျော်မနိုင်စမနိုင်အဲ့ဒီမျိုးမှရှိတယ်ပေါ့နော် အိုးကြီးကိုလုံးနဲ့ပတ်သက်တဲ့အချောင်းနဲ့နီးနွယ်ပြီးတော့ဒီဇလန်ဖြစ်တာဒါမှလည်းပေးလိုက်တော့ကတော့ဒီအိုးကိုလုံးဆိုပြီးပေးလိုက်မယ်တို့ဒီအိုးကိုလုံးနာမည်လှလည်းမလှဘူးပေါ့စဉ်းစားကြရင်ရနေပြီတော့မှဒီကံပေါ့နော်ပထမကံကံဆက်ကံဆိုတဲ့သကလုံးသုံးလုံးမှာကံကရှိရကံသေးသေးတင်ကံအဲဒါ lucky ပေါ့နော်နောက်ကကံကြတော့လေပေါ့ဟုတ်လားအဲရေကံပေါ့တော့အဲဒီကံတွေတစ်ခုနဲ့တစ်ခုနဲ့လူတွေရဲ့သဘောသဘာဝအရလူဘဝမှာကံတွေရဲ့ဟုတ်လားဆက်အသွယ်တွေနဲ့ဖြစ်ပေါ်လာကြတဲ့လူသားတွေဟာ ဒီကန်ကြီးဘင်းသားမှာဘလိုတွေအကြောင်းများပါနေကြသလဲဆိုတဲ့သဘောမျိုးတက်ရောက်ပြီးတော့ကန်ဆက်ကန်ပြီးတော့ဒီနာမည်လေးပေးတာနာမည်လေးကလည်းအဲကျွန်တော်လည်းဟိုတင်းဖြစ်တဲ့ခါမှာသိလိုက်တဲ့အချိန်မှာဒီနာမည်ပိုကောင်းတယ်ဟောကြိုက်တယ်ဒီနာမည်လေးပိုကောင်းတယ်ခုနကျွန်တော်မှာတော့စင်ပေါ်မှာပြောတော့မှဆိုလို့ရကျွန်တော်လည်းရိုက်ခွေးလုံးမဲ့ဒီမှာရာသီဥတုလိုက်တော့တော်တော်ဆိုးတယ်လေဆိုးတဲ့ခါကျတော့ဟိုအဲ့ဒီဘက်မှာတော့ဟိုပင်ဒီယာရဲ့ဟိုဘက်မှာတော့ဘာခေါ်လဲဆိုလို့ဟိုညီဒီဘက်ပြိုးလို့လေ လူတိုင်းအနေနဲ့ဖြစ်နေပါကြတယ်။ဟုတ်တယ်။မြေတွေပြိုပြီးမိုးတွေအရင်ရွာနေတာ။ရှိတယ်မိုးတွေတိုင်းမိုးကနှစ်ပတ်သုံးပတ်လောက်ကိုဇက်တိုက်ရွာတဲ့ခါကျတော့အဲ့ရွာတွေဘက်ကချို့သူရွာပိုင်တော်ကရေတွေမျောသွားတာတိုင်းဖြစ်သွားတာ။ဖြစ်သွားတဲ့ခါကျတော့ကျွန်တော်တို့လည်းဒီဘက်ကခက်ခဲဖြစ်တာ။အဲ့တောက်ချဖြစ်တဲ့ခါမှာကျွန်တော်ရိုက်မဲ့ရေကန်ပေါ့။ရေကန်ကြီးကတော့အမှရှေ့မှာလဲဘယ်နှလောက်မှာပေဆယ်ပေလောက်ကျဲတဲ့ကုန်းမြေရှိ။ဒါနဲ့မိုးတားရွာတဲ့ခါကျအဲ့ကုန်းမြေကိုရေကန်ဖုံးသွားတဲ့ခါကျတော့နောက်ဆုံးမှကျွန်တော်တို့ရိုက်မဲ့ရေကြီးနေရာကျွန်တော်က10ရက်လောက် စကားနောက်ဆုတ်လဲရရရကိုဒါမှမဟုတ်လူတွေတော့မပြောင်းဘူးပေါ့နော်ဒီမှာပဲနေနေကြပြီးတော့နောက်ဆုတ်ပြီးတော့အဲအဲ့ဒီခံမှသိရရတယ်သူကဟိုတဖြည်းဖြည်းနဲ့လူတွေပျောက်ပျောက်ပြတ်သွားသူကဘယ်ဘယ်ဖြစ်ပြီးပြီလားနင်းသေးသွားပြီလားသေသေးဘူးလားအဲ့လိုဖြစ်နေရအဲ့တော့ဘာကောင်လဲလို့ရှင်အဲ့ဒီရေခံကြီးစောင်းနေတာတော်တော်နဲ့ကျွန်တော်မပြောင်းဘဲနဲ့နောက်ဆုံးမှရေခံအသေးတစ်ခုထတ်ချာအထတ်ချာတဲ့ခါမှာခုနကကိုကိုထူးတာကြီးပြောသူမျိုးပေါ့နော် အဲအဲအဲ့လိုအတွေ့အကြုံလေးတွေလည်းတွေ့ကြုံရတယ်ပေါ့ကုရုသာကြီးပြောတဲ့ဟာလေးတော့သိကြည့်လို့ရှိရင်အဲ့မှာရှားတာကြည့်ပြီတော့ဟုတ်တယ်ဟုတ်တယ်တကယ်ချားတာဒီဘက်မှာတခုတကယ်ရိုက်နေတာတခုအဲ့တော့ကိုကိုယ်တိုင်လည်းထိုင်နေရတယ်အဲ့စင်းမပါတော့အေးဆေးပဲပေါ့ဆိုဒီဘက်ကချားချားတာဥသုသာလို့ဘာလို့အဲ့လိုကြီးပြောနေရလဲပေါ့နော်တစ်ခေါက်ဆိုရင်လည်းတော်သေးတယ်သုံးခေါက်လို့ဆိုတော့ဟိုဘက်ကမဟုတ်ဘူးငါမှန်းနေလောင်းမလားကြည့်မလားကိုကဒီဘက်မှာချားတာဟိုကဥသုလည်းမချားနေရအဲ့တော့တော်တော်လုံးဖြစ်တယ်နော်ကိုကိုယ်တိုင်ပြောတဲ့ဟာကိုသိကြည့်လို့ရှိရင်တော့ ကျွန်တော်တို့ဒီကန်ဆက်ကန်ကန်နပလတ်ကပိတ်ဆက်မှာနည်းနည်းဝင်ကြည့်လိုက်ပါလားအခုကျွန်တော်လာမဲ့ဒီဇင်ဘာတရက်နေ့ဆိုရင်အဲဒီမှာစတင်ပြီးတော့တရင်ဝင် Canal Plus Channel မှာပေါ့ဇလန်း Channel ပါအဲတောက် Monday to Friday ပေါ့တနေ့လာနေမှာတောက်ကြနေဒီကိုည9နာရီတိတိမှာထုတ်လွှင့်တင်ဆက်မှာဖြစ်ပါတယ်အဲ့တော့ပြီးလို့ရှိရင်လည်းအဲ Canal Plus application ရှိပါတယ်အဲကျွန်တော် download ဆွဲလို့ရပါတယ်အဲ့ဒီမှာလည်းဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်တယ်ဆိုတဲ့အကြောင်း No tenía con papá. Eh. Y yo me lo mamá. Mi mamá está pesada. <music>